အားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးလူတို့ဦးလာရေးသားထားတဲ့ဇနီးနှင့်သားသမီးများတို့ထောင်တွင်းမှပေးစာများစာအုပ်ထဲမှစာအမှတ်စင်လေးများကိုအပိုင်းကိုအနေနဲ့ဖျက်ပြပေးမှာဖြစ်ပါတယ်ရှင်။စာအမှတ်32ဗဟုစံပြထောင်ရန်ကုန်1338ခုဒဘိုးရဲလာစုပ်14ရက်တရက်3လ1956မဒဘိုးရဲလာပြည်နေ့26ရက်2လ56တနင်္ဂနွေနေ့က ထောင်ပိုင်းကြီးစီခွင်းတောင်းပြီးဇရာတော်ကြီး၅ပါးကိုကိုတို့ဆွန့်ကပ်ကြပါတယ်။ထောင်တွင်ကျင်သားပိဋကတ်၂၀၀နီးပါးကိုလည်းထမင်းဲကျွေးတယ်။အကျင်သားအလုံးကပဲမစိုးရင်ဇရာတော်ကြီးကိုယ်တိုင်ကြွရောက်တော်မူတာလို့ကံကောင်းတယ်လို့ယူဆကြတယ်။ထမင်းဲပွဲကလည်းဒီတခါပထမဆုံးဇရာတော်ကြီးကလည်းအလွန်ကြီးမားတဲ့ဂယုဏနဲ့ကြွလာရှာတယ်။ဆရာတော်ကြီးကိုမဖူးရတာ၃နှစ်နီးပါးရှိပါပြီလေဆရာတော်ကြီးဟာဖြင့် အခုလဲကောင်းကောင်းကျမ်းမာပါတယ်စွန်လဲဖုံးပေးနိုင်တယ်ကိုတို့ငါအဆောင်ပေါ်ရက်ကိုတက်တဲ့အခါနဲ့ပြန်ဆင်းတဲ့အခါမှာတော့ကိုကိုတွဲခိုင်းတယ်မစိုးရင်တိုက်ရုပ်အဲကမဟာပန်နီဒဆရာတော်ဖျားလဲပါတယ်တခြားထေကြီးဝါကြီးဆရာတော်နှစ်ပါးနဲ့တို့မန္တလေးကဆရာတော်အရွယ်ခက်လက်လက်တပါးလဲပါတယ်ဘွဲတော်တော်ဖြင့်မိနေပြီအဲ့ဒီနေ့ကလူဝယ်တွေကတော့တင်းပိုင်းငားတယ်ဖက်နှံငားရံ ခီ90နဲ့တခြားဒိုလီမိုလီတွေဖြစ်တယ်။တန်ဖိုး200နီးပါးလောက်ရှိလိမ့်မယ်။အကျဉ်းသား200နီးပါးခန့်ကိုပါတီလာဆောက်နေကြတယ်။ဆရာတော်ကြီးဖြင့်ဒိုးစီမှာတရားဟောနေလို့ကဘာအေးမလုံးတဲ့ညောင်ရန်ဆရာတော်ဘုရားကြီးပြန်တော်တော်မူတဲ့အထိမ်မှန်နှစ်ပတ်လဲပွဲကိုတောင်အချိန်နောက်ကြမှ ရောက်သွားတယ်တဲ့မစိုးရင်ဆရာတော်ကြီးကြွလာလို့မစိုးရင်ကြားနေတော့ဆိုပြီးအကျဉ်းသားများကနမိတ်ဖတ်နေကြတယ် ဘာအတွက်မစိုးရင်ရမှာကိုသူတို့ဆိုလိုကြတယ်လေထောင်ထဲရောက်နေတဲ့လူမှန်ရင်လွတ်ချင်းကြတာကြီးပဲလောင်ရင်ထဲကငှက်ကလေးလိုဘသူမှမနေချင်းကြဘူးအပြင်မှာနေစရာစားစရာအိပ်စရာဝတ်စရာမရှိလွန်းလို့၃လတန်းဒီ၆လတန်းဒီထောင်ထဲမှာခဏတစ်ဖြုတ်နေခြင်းနဲ့အောင်တန်းတို့လိုလူတော့တယောက်တည်းရှိတတ်ပါရဲ့ဒါကတော့ရာခိုင်နှုန်းအလွန်နှဲပါပါတယ်ဒီတော့က အကျဉ်းသားများဟာလွတ်ဖို့ရဲကိုသာညှိနေကြတဲ့လို့ပဲဆိုရလိမ့်မယ်။အထူးသဖြင့်အကျဉ်းသားလူများစုကြီးဟာစထသင်္ဃာယနာလင်းပွဲတော်ကြီးအောင်မြင်ခြင်းနှင့်သာသနာတော်နှင့်2500ပြည့်အထိမ်းမှတ်ပွဲတော်ကြီးကိုအကြောင်းပြုပြီးတော့လွတ်ချင်ကြတယ်။ညှိလင်းကျကြီးတွေထားကြတယ်။ထူခဲ့တဲ့ဒီပွဲတော်ကြီးတွေကိုအကြောင်းပြုပြီးထောင်ခါမယ်ဆိုတဲ့သတင်းကဖြစ်လိုက်သေးတယ်။ဒါကတော့မဖြစ်နိုင်ပေဘူးထင်တယ်။စိတ်ကူးရင်ရာ ရောက်ကြလိမ့်မယ်။ တလောကတော့သတင်းစာထဲမှာအနှစ်20ကြာနေသူကို9နှစ်10နှစ်သမားဆိုရင်3နှစ်9နှစ်ဆိုရင်2နှစ်စသဖြင့်လျှော့ဖို့သာသနာရေးဝန်ကြီးဦးပါစောကအကြံပေးထားကြောင်းဖတ်ကြားရပြန်ပါတယ်။နောက်မကြာမီဖတ်ကြားရပြန်တာကတော့တနိုင်ငံလုံးမှာရှိတဲ့ထောင်ကျအကျဉ်းသား2500ကိုမဲချပြီးလွှတ်မယ်ဆိုတဲ့သတင်းပဲ။ဒီနောက်ဒူရိုဒိတ်ဒိတ်သတင်းတစ်ခုကတော့စာထအတင်ကရနာတင်ပွဲတော်ကြီးစတဲ့အခါကထက် ရှော့ရက်ပူပြီးမယ်။ အရင်က3လအခု6လဆိုတဲ့သတင်းကရှိပြန်တယ်ဒီသတင်းတွေဟာထောင်ထဲမှာတော့အထူးဆုံးသတင်းတွေပဲရေချိုးရာမှာလည်းဒီအကြောင်းထမင်းစားရာမှာလည်းဒီအကြောင်းဖျားဝင်းမတက်မီလူစုရာမှာလည်းဒီအကြောင်းအလုတ်ခွင်မှာလက်သမားလုံရင်ကောဘတ်စားရင်လည်းဒီအကြောင်းနောက်ဖေးသွားကြရာမှာလည်းဟိုဘက်အကန့်ကလူနဲ့ဒီဘက်အကန့်ကလူလည်းဒီအကြောင်းညင်အိတ်ထောင်ဝင်လို့အရာထဲလဲကြတဲ့အခါလဲဒီအကြောင်းပဲပြောပြီး တို့ခမားတွေလူရက်ကိုမှန်းဆလက်ချိုးရေတွေ့နေကြတော့တာပဲထောင်ဝင်စားလာကြတဲ့ဆွေမျိုးညာတိတွေကိုလည်းဒီအကြောင်းတွေကိုသာအရင်ဆုံးပြောပြီးတရင်ဒူကလေးတွေကို နားဆွင့်ကြဖို့လဲမှာကြတယ်လာပေါင်းများစွာချုပ်ခံနေရပြီးအမှုမပြီးနိုင်သေးတဲ့လူတွေကလည်းအစိုးရတပ်သေးများကိုပြန်ခေါ်ပြီးပြန်မေးခွန်းထုတ်တာတွေကို၅ရောက်ခေါ်မဲ့နေရာမှာ၂ရောက်နောက်သာခေါ်ပြီးကိုဘက်ကတက်သေး၁၀ရောက်ပြမဲ့အစီအစဉ်ကို 3ရောက်5ရောက်သာပြပြီးတရားသူကြီးတွေကိုအမှုမြန်မြန်ပြီးအောင်စစ်ပေးဖို့စီရင်ချက်ကိုမြန်မြန်ချပေးဖို့ရှောက်ထားကြတယ်။အခုရဲတွင်တစ်နှစ်လောက်သာကြာလာတဲ့လူကတော့စိတ်ကူးရင်ချက်ကလည်းအခမ်းရှိနေတော့ယုံထွယ်လဲကြော်ကြော်ယုံမြန်လဲကော့ကော်ပဲအပြုံးမပြက်ဘူး။နောက်ခါမှဘလို့ဖြစ်ကြမယ်ဆိုတာတော့မပြောတတ်ဘူး။အရင်ကဝန်မခံတဲ့တရားခံတွေကလည်းဝန်ခံ။ အရင်ကဖြောင်းချက်မပေးတဲ့လူတွေကလည်းဖြောင်းချက်ပေးကြပြီးထောင်မြန်မြန်ကြဖို့ပြင်နေရှာကြတယ်လေ။ဒါကြောင့်တပူရွေးလာပြီးနေကဆရာတော်ဖျားကြီးကြွလာတဲ့အခါမှာအကျဉ်းသားတော်တော်များများကကိုအနာကိုကတ်ကတ်လာကြပြီးဆရာတော်ကြီးကိုအခုလိုခွင့်ကြုံတဲ့အခါသူတို့လူမျိုးရေးကိစ္စအတွက်အနေငယ်ရှောက်ပေးဖို့ပြောရှာကြတယ်။တော်မတင်တင်မတင်ကိုလည်းတော်တော်ကလေးစဉ်းစားတယ်။သူတို့အခြေအနေကိုသိရတဲ့ပြင် ဒီလိုနေရာဒီလိုအချိန်မှာသူတို့မျက်နှာကလေးတွေကိုမြင်ရတာဘယူနာမသက်ဖဲဘသူမှရှိနေနိုင်မယ်မဟုတ်တဲ့တိုင်းဆရာတော်ဖျားကြီးကိုနည်းနည်းပါးပါးရှောက်ပေးရပါတယ်။ရောက်ရောက်ချင်းဆရာတော်များကိုဆွန့်ကပ်ဒီနောက်ဆရာတော်တစ်ပါးကကိုးပါးတီလာပြီးရေစက်ချဆရာတော်ဖျားကြီးကတရားဟောဆုံးမစကားပြောပါတယ်။အိမ်နောက်မှ9မိနစ်လောက်ကိုကရှောက်ပါတယ်။အတူချုပ်ကတော့ ။ဖျားတပီတော်ရဲ့ကိုကြီးကိုယ်တော်အတွက်ဘာမှ ရှောက်ထားစရာမရှိပါဘူးဖျား။အကျဉ်းထောင်ကြတွေမှာဆရာတော်ဖျားမြင်တော်မူတဲ့အတိုင်းအလွန်မေတ္တာစရာကောင်းပါတယ်ဖျား။ဒါကြောင့်အနှစ်20ကြာခံသူကို10နှစ်10နှစ်သမားကို9နှစ်စသဖြင့်အပြင့်တန်းပေးထားခြင်းများကိုထက်ဝဲလျှော်ပြီးအောင်သက်ဆိုင်ရာအာနာပိုင်းတကာများကိုမြစ်တာရက်ပြီးဘူးကျူသမားများကိုအသေးချမ်းသာရရဖို့အလှူခံပေးပါဖျားလို့ရှောက်လိုက်တာပါပဲ ်ဆရာတော်ကြီးကဖြင့်အားလုံးအကုန်တခါလဲလွတ်ကြရင်တော့ကောင်းမှာပဲလို့တောင်းအမိန်ရှိတော်မူပါသေးတယ်။သူစူးစမ်းကြည့်မယ်လို့လဲဆိုတယ်။ကျိုးသမားတယောက်ဒီထောင်ထဲမှာရှိတာကိုလဲကျိုးကန်းထဲမှာဆရာတော်ကိုယ်တိုင်သွားကြည့်ပြီးလူတော်ကိုလက်ခံတယ်။တရားနည်းနည်းဟောတယ်။အသက်တော်အသေးမယ်မဟုတ်ကြောင်း သူအလှခံထားကြောင်းအမိန်ရှိရှာတယ်။ကိုဖြင့်ထောင်ထဲရောက်မှကုသိုလ်မျိုးမျိုးပြုဖို့လာပြီး ဒီတစ်ချိန်ဖြင့်ဝမ်းသာဆုံးလို့ဆိုရမယ်ထင်တယ်ဆရာတော်ကြီးကဆိုင်ရာတကားတွေကိုမြေတားရက်မှာအမှန်ပဲဘယ်အထိရရှိမယ်ဆိုတာတော့အကျဉ်းသားတွေရဲ့ကံပဲအကျဉ်းသားတိုင်းကို6လစီလျှော့မယ်ဆိုရင်တော့အနည်း20 25နှစ်သမားများဖိုးကတော့ဘာမှတဲပြီးအကြောင်းမထူးလာဘူးပေါ့၃လ6လတစ်နှစ်သမားအမှုသေးကလေးတွေတကူတဝက်ကပိုင်းနိုင်သမားကလေးတွေပဲများများကျေးဇူးရှိကြလိမ့်မယ်သူတို့တွေကတော့ခဏခဏဝင်နေထွက်နေတာပဲ ကူသေးခောက်သေးပါပဲအပြင်မှာနေစရာစားစရာမရှိတဲ့လူတွေဖို့ထောင်ကိုဧည့်သည်တော်များတဲခိုရန်ဂေဟာလို့သဘောထားကြမှာပဲပေါ့စာထသင်္ဃာယနာတင်စားတဲ့နှစ်က၃နာစီလျှော့တော့ဒီထောင်ကအကျဉ်းသားတရားကျော်လွတ်သွားတယ်90လောက်ဟာက9ရက်အတွင်းတချို့15ရက်တချို့တလအတွင်းပြန်ရောက်လာကြတာပါပဲကိုရောက်မှ၄၅កောက်ထောင်ထဲပြန်ပြန်ရောက်တဲ့လူငယ်ကလေးတွေမနှဲတော့ဘူး တဦးဟာဖြင့်ထောင်ကြဘူးတာ73ကျင်းကျိန်နံကအချက်ပေါင်း200ကျော်ပြီတရားသူကြီးတွေကအခုနောက်ပိုင်းမှာသူ့ကိုကျိန်နံမပေးတော့ဘူးဒဏ်ဖြစ်မှာဆိုလို့တဲ့သူကလည်းကျိန်နံဆိုမနာတော့ဘူးထုံနေပြီအကျင့်ရနေပြီဆိုပဲဒါကြောင့်မို့လို့6လဆိုတဲ့မူကိုတော့အကျဉ်းသားအများက လွဲပါစေအချူကြပေးတဲ့မူရရနိုင်ကြပါစေလို့ဆူတောင်းနေကြတယ် အလုံးကိုလှုပ်ပေးဖို့ကတော့အစိုးရက ဝင်လေးမှာမို့ဆရာတော်ဖျားကြီးကိုရှောက်လိုက်တဲ့အတိုင်းထက်ဝက်ရရင်ဖြင့်တော်ပါပြီလို့ဆိုကြတယ်လူ2500ကိုမဲချလှုပ်မဲဆိုပြန်တော့တနိုင်ငံလုံးမှာအကျဉ်းသား2000ကျော်ရှိတယ်ဥပမာအားဖြင့်ဆိုရင်ရန်ကုန်ထောင်ကအချိုးကျအားဖြင့်300လောက်ပဲပေါင်မဲရမယ်300ဆိုတာနည်းတယ်လို့တော့တဲပြီးမဆိုတာပေမဲ့အဲ့ထဲမှာ3လ6လတနည်းသမားတွေက အများကြီးပါပြီးအောင်မယ်နေကြီးသမားတွေ သူငယ်ချင်းချင်းကတ်အိမ်နေကြရာကတယောက်ကဘျုံဆူကတ်လို့ပြီး၄၅ယောက်ကကြံရင်မယ်ဆိုရင်ကြံလူတွေလည်းအများကြီးစိတ်ထိခိုက်ကြလိမ့်မယ်။ဒါကြောင့်ဒီစနစ်ကိုလည်းတည်ပြီးမလုပ်စေချင်ကြဘူး။လူပေမဲ့ထောင်ထဲကလူတွေအဖို့ကားဖြင့်ကန်တာအမိကန်တာအဖပါပဲ။စောစောကအောင်တန်းဆိုတဲ့အကျဉ်းသားလေးတယောက်အကြောင်းကိုနည်းနည်းပြောထားမိတယ်။အောင်တန်းဟာဆိုရင်တထောင်လုံးတည်ရဲ့ဒီထောင်ကိုကိုရောက်စားကသူရှိတယ်။တနေ့ကို တစ်ခေါက်ရောက်လာပြန်တယ်။အပြင်မှာအိုးချေအင်ကြီးအလုတ်ကိုင်းဘာမှမရှိ။လမ်းဘေးမှာအိတ်တယ်။ကံကောင်းတဲ့အခါဆူလီဖျားပေါ်မှာအိတ်ရတယ်။စားစရာကတော့ရတယ်လို့ဖြစ်တယ်လို့စားရတာပဲ။ပိုးရသည်မှာသူ့ဖို့တာပြီးဆင်းရဲတယ်။အိတ်စရာအများကြီးအခက်ခဲတွေ့မယ်။တဲ့တဲ့နဲ့ကိုချောင်းကြည့်တာနဲ့ဖောက်ထွင်းမှုနဲ့တိုင်လို့ထောင်ထဲကိုအခုပြန်ရောက်လာတာပေါ့သူရီချင်းကတော့ခိုးလို့စားကလေးတို့ကိုမစိုးထားနဲ့ ြီးကန်းကိုတောင်ဖြည်းဖြည်းကလေးချောင်းပြီးခြေတောင်တစ်ချောင်းဆွဲဖမ်းနိုင်တယ်။ဒီဘက်ရောက်ရောက်ချင်းသူ့ဆရာဗမောကိုတင်အောင်ဇီးသွားပြီးကိုတင်အောင်တို့ရဲ့ထမင်းဟင်းချက်ပြုတ်ရေးအဖွဲမှာထင်းတဲ့ရီခတ်စံထမ်းလုံးတွေဝိုင်းလုံးပြီးအဲဒီဘီကလပ်မှာပဲစားတယ်။ဒုတိယဘက်ရုံထုံးတဲ့တနေ့ကတော့တရားသူကြီးကယုံမင်းတထိုင်သူ့ကိုအပြစ်ပေးတာနဲ့6လလောက်ချပေးပါခမ ्या လို့သူက ရှောက်တဲ့။ယုံမင်းကလည်းချမပေးနိုင်လို့မချပေးလိုက်ဘူး။ အောင်တန်းနဲ့အပြင်မှာအခုဆိုရင်နေရေးစားရေးတော်တော်ကြက်နေရှာရော့မယ်။တရားသူကြီးက6လချလိုက်ရင်တစုံလာပြီးရောက်တော့ရှော့ရဲနဲ့လွတ်ရောလူလဲတွေ့ကောင်းတွေ့လိမ့်မယ်။အောင်တန်းကအိတ်ရတာနဲ့စားရတာကိုတော့ထောင်ကူသဘောကြပါရဲ့။သူကပွဲကြိုက်တယ်၊လဲပတ်ချင်တယ်။အဲ့ဒီအတွက်တော့လဲထောင်ထဲမှာနေရတာပြင်းရှာတယ်။ကြာကြာကြီးလဲသူမနေချင်ဘူး။စာတော့တော်တော်ရှည်သွားပြီ။ ထောင်ထဲကအကြောင်းတွေသာရေးရသေးတဲ့အတွက်အလုတ်ကိုင်းကြောင်းလဲနည်းနည်းပြောခြင်းတယ်တသက်လုံးလှုပ်လာခဲ့တဲ့သတင်းစာအလုတ်ဆိုတော့စီးပွားရေးရဘယ်အခြေအနေရှိမဲဆိုတာမင်းတို့မပြောပေနဲ့သိပါတယ်ကြော်ညာဘလောက်သာရတယ်ကောင်းတဲ့သတင်းကဘလောက်မကောင်းတဲ့သတင်းကဘယ်မျှမထည့်သင့်တဲ့သတင်းကဘယ်ဟာပြုပြင်ပြင်ဆင်တိဖြတ်မှုတို့ကဘယ်သတင်းဆိုတာတွေကိုလဲနေ့စဉ်လိုပဲတွက်ချက်စဉ်းစားကြည့်မိပါတယ် အခုလိုတိုင်းပြည်မှာအခြေအနေမငြိမ်သက်လာသေးတဲ့အခါမှာသတင်းများနဲ့ဝေဖန်ချက်များကိုအစိမ့်စိမ့်အထက်ထက်စစ်စစ်ပြီးမှထည့်ကြပါရွေးကောက်ပွဲနေ့ချိန်မှတာပြီးသတိထားပါ အခုခါမှာနိုင်ငံရေးသမားတွေဟာဖြင့်ရွေးကောက်ပွဲစိတ်မှုန်နေကြတယ်သတင်းစာကောင်းစင်တက်တာတွေသတင်းရေးသားတာတွေလည်းအယိုးဆုံးအခန့်ဆုံးအတီးကြီးဆုံးအမှန်ကန်ဆုံးတရားမျှတမှုကိုလက်ကင်ထားကြပါကဲစာကတော်တော်ရှည်နေပြီ ကလေးတွေစီနည်းနည်းရေးလိုက်အောင်မယ်အမေစီရေးတဲ့စာကရှည်ပြီးသူတို့စီရေးတဲ့စာကဝိကျေတန်းကြီးကလေးဆိုရင် သူတို့ကတမျိုးထင်မှဆိုရတယ်တော်သေးပြီကျမ်းမာစီကြောင်းစူတောင်းလျက်စာအမှတ်33ဘ ഹു စံပြထောင်းရန်ကုန်1339ခုတဘိုးရဲလားစုပ်၄ရက်တရက်3လ1956ကားတို့သမီးတို့ တဘိုးရဲလာပြီနေကတော့မင်းတို့စီမှာထမင်းဲပွဲတွေနဲ့နှစ်တိုင်းလိုပဲမြိုင်မြိုင်ဆိုင်ဆိုင်ရှိလိမ့်မယ်။မဟာမုဏိဘုရားကြီးမှာတနခါလုံးတွေနဲ့မိပူဇော်ကြပြီးအာယုံဆုံးထမင်းဲတွေကိုရှမ်းဗမာပလောင်တောင်သူတွေဟာကြိတ်ကြိတ်တို့ပြီးကတ်လူပူဇော်နေကြလိမ့်မယ်။မန္တလေးတောင်မှာလည်းပွဲတော်ကြောင့်တမျိုးပူပြီးစီကားနေလိမ့်မယ်။မင်းတို့တွေလည်းထမင်းဲတွေထိုးပြီးအရက်သေးကိုဝေးတိုက်သားတွေမိတ်ဆွေတွေနဲ့စားနေကြမယ်။ အဖိုးတို့အဖွားတို့လည်းတောင်ပြင်ထီလင်းတိုင်းနဲ့စကိုင်းကြောင်မှာလှူကြတန်းကြမယ်ဆိုတာတွေကိုဖီဖီကစဉ်းစားမိပါတယ်။ဒို့မြန်မာလူမျိုးများမှာချစ်စရာရင်ကျေးမှုတွေအများကြီးရှိတဲ့အ낵တကူးနှစ်တကူကစုံညောင်ရီသုံးကစားပြီးကထိန်ဘောတွေပါမကြမ်းတဘူလဲတပေါင်းထီတာပေါင်းတင်းဆက်ဆံခင်မင်မှုအစားအစာတိုးတဲ့ကောင်းမွန်ရေးတွေကိုအားပေးတဲ့အလှူဒါနတွေနဲ့ဆက်ဆက်နေတဲ့ကုသိုလ်ရေးပွဲတွေကြီးပဲဒီလိုဒလေထုံးစံဟာ ကဘာမှာတို့မြန်မာပဲရှိလိမ့်မယ်လို့ဖေဖေထင်မိတယ်။မင်းတို့ကိုအားကြသတိရပြီးဖေဖေတို့လည်းဒီနှစ်ထောင်ထဲမှာထမလပွဲလုပ်ကြတယ်။ကောင်းညင်းတရင်တီတီကိုထိုးကြတာပေါ့။လာပြီးအဖိန်နေမတိုင်ငင်ကပဲထမနဲ့ထိုးတဲ့အချိန်မှာအမောပန်းပြေးအောင်ဆိုပြီးဒိုးဘက်သမားတွေကဆူကြလာပြီ။သူတို့ဒိုးဘက်တိုက်ကြတာကလည်းထမနဲ့ထိုးသလောက်နီးနီးပင်ပန်းကြပါလိမ့်မယ်။သူတို့ဆူတန်းကြောင့်ညာဘက်မှာဖေဖေတို့လည်းစာတောင်ကောင်းကောင်းမကြည့်နိုင်ဘူး။ အနောက်တွေပြောင်းတွေကလည်းအများကြီးဘာမှမဆိုတတ်မကားတတ်တဲ့လူခက်ဦးចောင်းចောင်းကိုမြှောက်ပေးပြီးဆိုခိုင်းကာခိုင်းကြရေကြပေါ့လေလူတယောက်ကသူတို့နဲ့ဝိုင်းဆိုတယ်အဲ့လူကိုတယောက်တည်းစာရွက်နဲ့ကြီးပြီးအတန်နေတန်ထားနဲ့ဆိုခိုင်းမြန်တယ်ဆိုတဲ့အတန်ကမကောင်းဘူးအဲ့ဒါကိုပဲ အလွန်ကောင်းတဲ့ခမရပြအပြင်မှာအိုးစီဝိုင်းဒိုးပတ်ဝိုင်းနဲ့လိုက်ဆိုဘူးသလားတဲ့ဟိုလူကမဆိုဘူးပါဘူးဒါပထမဆုံးချိန်မှလို့ပြောတာကို မယုံဘူးမဖြစ်နိုင်ဘူး။ဒါညာလို့ရမလဲတဲ့။အဲ့လူကလေးကဖြင့်အဟုတ်ပြောတယ်အောင်းမိပြီးသဘောကျနေရှာတယ်။တပေါင်းလာပြီးမှကာမဲပြဆက်တွေလဲသူတို့ဇက်လိုက်ရွေးလိုက်ပြီးတဲ့။ကရုံးကိုဘိုးကြီးအမြန်ဆုံးပြန်ထားလို့လဲညွန်ချနေကြတယ်။ဖီဖီတို့ကလူကြီးမှုသူတို့ဝိုင်းနာမသွားပေမဲ့သူတို့လုံနေပြောနေစီစဉ်နေတာတွေတော့အကုန်ကြားနေရတာပဲ။ဒုက္ခပါပဲ။တော်ယုံလူဆိုထောင်ထဲရောက်ရင်ယူမယ်ဒီလိုဝိုင်းလုံးကြလို့ တနေ့ကလည်းစေယုံတိုက်မှာနေတဲ့ဌာနအုပ်တယောက်မျက်ခုံးမှုတွေရိပ်ပြပြီးမျက်ခုံးမှုမရှိတဲ့လူဟာဘလို့နေမယ်ဆိုတာမင်းတို့ကိုမင်းတို့မှန်နေကြည့်ပြီးစဉ်းစားကြည့်ကြပြီတော့ကဲဖေဖေတို့ဒိုးဘတ်သမားတွေတီးဆိုတီးမှုတန်ချက်ထိုးကြတာတွေကတော့ဒီနေရာမှာလေထောင်တွင်းထမင်းဲပွဲဘုံထောက်တန်နဲ့တန်ချက်များဆိုပြီးတော့มาပါတယ်ပေါ့နော်အဲ့ဟာလေးကိုလေရုပ်ပေးပါမယ်လို့တီးခံပြီးတော့နားဆင်ပေးကြပါရှင် ထောင်တွင် ထမင်းဝဲဘုံထောက်တန်စံပြထောင်အဆောင်ငါးကထားကြတဲ့စေတနာကြွလာတဲ့သုတဟာရီမာပါစေဆူတောင်းကုသိုလ်ဖြစ်အလှတော်ကိုသာဓုနောခေါ်ကြစေကြောင်းမင်းယာသည်တပိုးတွဲမှုထမင်းပွဲဖြင့်ရောက်ခဲ့ပြီးနှွေးကြဖို့စုံညီညီစိတ်ရွှင်ကြီးပျော်မြူဒူပါဝိုင်းလက်တံပြောင်းနဲ့နှက်ဖြန်တောင်းလှွတ်ချင်ပါဘူး ဒုဘတ်မောင်းလူလှရဲ့ပြီးသားတဲ့လက်တန်းနေငွင်းကတញ្ញញံနှေးတန်ကနှွေနှောင်းဝိုင်းတော်သားစုံပလီတဲ့ပုံပါပီးပူနှောင်းပေးပေါင်းလုံမာလေးတွေနော်ဗျာဒီမောင်းတွေမမေ့ရင်ဖြင့်လာလာသာတွေ့လှဲပါတော့မောင်းတို့ထောင်းမောင်းတို့ထောင်းအိုလီလာသာတွေ့လှဲပါတော့မောင်းတို့ထောင်းမောင်းတို့ထောင်းမောင်နှုတ်ထောင်မောင်တော်ဗျာဝါရာတွေပေါ်လာကြီးရဲ့ဘာယာတွေပြောတာကတော့အားလုံးကောင်းပါတယ် ပိုလေးဘာယာတွေပြောတာကတော့အလုံးကောင်းပါတယ်။စံပြထောင်ဆိုတာဗျာအမှန်စကားကတော့အကြံဖန်များပါမှစားသားတယ်စားသားတယ်။ပိုလေးအကြံဖန်များပါမှစားစားစားသားတယ်။ထောင်တွင်းထမင်းဲပွဲတန်ချက်များမောင်တို့မောင်တို့လာလေလေလေမောင်တို့ဆိုဘဲထောင်ကလည်းစံပြရန်ကုန်ဘ ਹੁ ထောင်ကစံပြထောင်နဲ့စူညံညံ့ ဒိုးပန်ဝိုင်းတန်းမြန်လာကြီးလားထမင်းဲပွဲမှုစုံညီကြီးမင်းယာသီကိုရောက်ခဲ့ပြန်မော့ထမင်းဲပကန်းကြီးရှေ့ရောက်ပြီးအချိန်မနှောင်းမီးစားလိုက်ကြစမ်းအဆောင်ငားရဲ့စေတနာနေရတကားတိလောက်ပါရဲ့ဟူနေရတော့တိတ်မဟန်အလှခံရင်ဒိုးစလံမဲစာကြီးတိုက်တွေအလှငွေအကြွေမရှိလို့မထည့်သေးဘူးစပေါ်ကိစ္စငွေကောက်ခံဆဲကားပြန်တော့တောင်းလို့မရဘူး ၊လေးတေကားနှင့်ဇရာတွေအလှငွေစုများများထဲကြအလှငွေထဲမဲ့ပုပ်ကိုယ်တွေမရင်မတွက်နိုင်အောင်ရောက်ပါစေသာတရုတ်ကလာအမျိုးသားတွေဒုဒတွေနဲ့ဘဝလူပဲဘဝလူချင်းမို့နေရတကားညီညီညာညာပူးပေါင်းလို့ကြအလှငွေထဲတဲ့ပုပ်ကိုယ်တွေကြာကြာမနေလွတ်ပါစေသာအများအတွေ့အကျိုးဆောင်ဟော်ဒီထောင်းကလွတ်ကြစေသာဟေးလာမောင်ယိုးဝါ တပိုရဲလာစန်း၁၁ရက်နေ့ညကလေးကဒီကြမှုကြတိုက်ကြကားကြအဖိန်ညမှာမန်းနဲ့ပြင်းတဲ့လူကပြင်း ဖြာခင်းတဲ့လူကခင်းမနဲ့မူးလင်းလို့မစိုးရင်ဆရာတော်ဖျားကြီးနဲ့ဆရာတော်လေးပါးကြွလာရင်ဆွန်ကပ်ဖို့တာဝန်ကြတဲ့လူတွေကလည်းသူတို့တာဝန်ရပြင်ကြစင်ကြပြည်သက်တွေကို ထမင်းဲကျွေးရမဲ့သူတွေကလည်းလက်တော့ပွားအတွက်သတင်းစာဆက်ကူတွေကိုဖြန့်ပကံတွေကိုစစ်ကြဆစ်လိတ်တွေကိုရေးကြတွေ့ကြ အဲ့ချိန်မှာဒိုးဘတ်သမားတွေကဖြင့်တီမှုတ်ကားကုန်တီဆူနေကြတာဆူနေတာပဲထောင်မိုးလို့ပဲတော်တော့တယ်အရက်ထဲမှာဆိုရင်ဂဲများပေါက်ခံရမလားမပြောတတ်ဒီကြားထဲကမဲချပြီးကခိုင်းတာရှိသေးတယ်တယောက်ကမဲကြတော့ရှက်တာနဲ့မကာရဲလို့ထွက်ပြေးပြီးသွားပုံနေတယ်အဲ့ခါလိုက်မရှာဘူးမလာမချင်းကြောင်တရားဘူးကိုမောင်ကိုမန္တလေးထောင်ကပြောင်းလာတဲ့ရွှေဘူသား ကြောင်တရားဘိုးကိုမောင်ကိုခမညာမဲကြတဲ့အတိုင်းလာကပါလို့ဆိုပြီးအတန်ချက်ဆက်နဲ့တကြောကြောအော်ခေါ်နေကြနေကြတော့တာပဲကြာကြာနေတော့အကောအခေါ်ခံရတဲ့လူကမနေရတော့ဘူးရှက်တာနဲ့ထွက်လာပြီးတက်သည်။လက်ချိုးကရတော့တာပဲလာပြင်းနေမှာလဲဆရာတော်ကြီးတွေပြန်ကြသွားကလေးကပြိတက်တွေဆဲတဲ့အထိဒိုးဘက်သားတွေဟာအတန်ချက်ဆက်နဲ့သဘောကျအော်နေကြတာပေါ့ အတန်ချက်ဆက်ကဆရာတော်ကြီးတရားဟောရင်မကြားရမှာစိုးလို့ငှားတာသူတို့အတွက်တော့မဟုတ်ပါဘူးဒါပေမဲ့ဆရာတော်များအသုံးပြုတာက나ယူဝက်သူတို့အသုံးတည်နေတာတော့ဒိုးဘက်ဆရာတွေကကောင်းကောင်းအသုံးချကြတာပေါ့ကြောင်တရားဘူးကိုမောင်ကိုဆိုတာကသူတို့အချင်းချင်းပေးထားတဲ့နာမည်မန္တလေးထောင်ကပြောင်းလာတဲ့ကိုမောင်ကိုကသူ့ပေါင်းတစ်ဖက်မှာကိုအချို့အစိပ်ပိုင်းမှာကြောင်ရုပ်တွေထိုးထားတယ်ဒါကြောင့်ကြောင်တရားဘူးကိုမောင်ကိုလို့ခေါ်ကြတာပဲ ။သဘောကောင်းတဲ့ကိုမောင်ကိုကလည်းသူ့ကိုဒီလိုခေါ်ရင်ရယ်နေတော့ပို့ခေါ်ကြတာပေါ့။ကိုမောင်ကိုရဲ့ကြောင်ရုပ်တွေကိုကြည့်ပြီးတယောက်ကပြောတယ်။ကိုမောင်ကိုရဲ့ကြောင်ရုပ်တွေဟာဘာဟုတ်သေးတယ်လဲဗျာ။သူတို့ရွာကဆေးထိုးတဲ့စုံသမားဟာအင်မတန်တော်တဲ့။တခါကရွာထဲမှာအာခွန်ဗလာအင်မတန်ကောင်းတဲ့ဖြူဖြူဝါဝလူတယောက်ကို ထိုးပေးထားတာမှတကယ့်ကိုအမှုပညာမြောက်လို့စံတင်လောက်တဲ့။အဲ့လူငယ်ရဲ့လက်ရပခုံးကနေပြီးကြောင်ရုပ်ကလေးကိုစာထိုးပေးပြီး ခွေးကနောက်ကလိုက်ချောင်းတဲ့ပုံကိုထက်ထဲတဲ့ဒီနောက်ကြောင်းကရှိကပြီးခွေးကနောက်ကလိုက်လေပင်ကိုကွေ့ပတ်ပြီးဝဲဘက်ပခုံးကိုရောက်တော့ခွေးကလည်းမျက်ခြင်မပြတ်လိုက်တာပဲရင်တစ်ခုလုံးဘိုင်းတစ်ခုလုံးကြောင်းကလေးကပြည့်ရဲမျိုးမျိုးနဲ့ပြေးပေမဲ့ခွေးကလည်းလှက်ပတ်ပြီးမိအောင်လိုက်တဲ့ရင်နဲ့ဘိုက်ပြီးတော့ကြောနဲ့ခါကိုလှက်ပတ်ပြီးကြောင်းကလေးကရှိကပြီးခွေးကလေးကနောက်ကလိုက်ပြန်ရောတင်မတစ်ဖက်ကတစ်ဖက်ကိုကူပြီးကြောင်းကလေးလည်းမောလာပြီး ဒါနဲ့မတက်သားတော့ပြီစောဝါကိုရောက်တဲ့အခါရှေးကကြောင်ကလေးကို မတွေ့ရတော့ပဲနောက်ကခွေးကလေးသာထိုင်မှိုင်နေတော့တယ်တဲ့ဒီခါမှာတခြားတယောက်ကဝင်ပြောတယ်စောဝါမှာခွေးကထိုင်မှိုင်နေဆိုတာယုံကြည်မရှိဘူးကွကြောင်တော်ဝင်သွားသေးရင်ခွေးလည်းဝင်မှာပေါ့ကြောင်ကလေးကိုစားရမယ့်ပြင် သူ့တွေ့စားစရာတွေဘိုက်ထဲမှာအများကြီးရှိနေတာပဲလို့ထောင်လိုက်တယ်သူတို့ပြောကြတယ်ထောင်ထဲမှာအလွန်လူဆုံးတဲ့ ဟိုက်စကူးလို့ကောလိပ်တို့နဲ့လည်းမတူဘူးစစ်တပ်တို့အခြားတပ်ဖွဲ့စည်းတွေနဲ့လည်းမတူဘူးလောကမှာရှိသမျှလူမျိုးစုံကိုထောင်ထဲမှာတွေ့ရတယ်တဲ့ဟုတ်ပေမှာပဲဖိဖိသည်သမျှကလည်းတော်တော်စုံတယ်ထောင်ထဲရောက်လာရင်ရက်ကလေးနဲ့နဲ့ရတော့လူတယောက်ကိုသူ့ပင်ကိုယ်တိုင်းမြင်ရတာပဲများတယ်ထောင်ဆိုတာလောကမှာဖုံးကွယ်ဟန်ဆောင်မှုအ ਨੇ ဆုံးနေရာတစ်ခုပဲဒါနဲ့တာကြီးကိုဆိုရင်ဆောင်းပါးရေးဖို့ကလောင်နံမြီလူနေတာကို ဖေဖေလည်းကောင်းကောင်းမပေးတတ်ဘူးထောင်ထဲကလူခက်ခက်ခန်းနောင်းနောက်တချို့ကတော့ဖေဖေသားအတွက်ဆိုရင်သားလူလူလူပေးရင်ကောင်းမယ်တဲ့မောင်ဆိုးဝင်းဆိုတဲ့နာမည်လည်းသူတိုင်းကောင်းတာပဲရိုးရိုးပေါ့သားထွေးဆုံးကလေးခမောင်ညိုစီစားရဆောင်တက်တက်ရီးလိုက်အောင်မယ်ဒါမှသူကကြိုက်မယ်ဖေဖေနေကောင်းပါတယ်မင်းတို့တွေလည်းစူတောင်းပါတယ်ကြက်မှာကြပါစေဖေဖေစာအမှတ်34ဘ ഹു စံပြထောင်းရန်ကုန် 1318ခုတဘိုးရဲလားဆုံး၄ရက်တရက်3956အထွေးဆုံးသားကလေးမောင်ငိမ့်ချံဖေဖေတို့တိုင်းပြည်မှာရောကဘာကြီးတစ်ခုလုံးမှာပါငိမ့်ချံရေးဟာအလွန်ပဲလူနေတယ်ဖေဖေတို့ပြည်သူတွေကဘာရရက်ကပြည်သူတွေယနေ့အခါမှာအလိုလားအတောင်းတဆုံးဟာစိန်လည်းမဟုတ်ညလည်းမဟုတ်ရွှေငွေလည်းမဟုတ်ပါဘူးငိမ့်ချံရေးသာဖြစ်ပါတယ်ဒါကြောင့်လူတိုင်းချင်းမြန်လို့တဲ့ငိမ့်ချံရေးကိုတန်ဖိုးထားသောအဖြစ် ဖေဖေကသားသားကလေးကို မောင်ငင်းချမ်းလို့မှဲ့ခေါ်လိုက်ပါတယ်။ငင်းချမ်းကြီးကိုစစ်ကိုလူလာတဲ့လူဦးရေတရားနှစ်ယောက်ကလွဲရင်ဒီကဘာမှာမချစ်မနှစ်သက်သူမရှိပေဘူး။ဒါကြောင့်ဖေဖေကငင်းချမ်းကြီးကိုကဘာပြည်သူတွေကချစ်မြန်နှူးစွာတန်းတားနေကြသလိုသားကလေးကိုလည်းလူတကာကချစ်ခင်စေလိုတဲ့သဘောနဲ့ဒီနာမည်ကိုပေးတာပဲလို့လဲဆိုရမှာပေါ့။ တားကလေးဟာတဖြည်းဖြည်းကြီးထွားလာသလိုပြည်တွင်းငင်းချမ်းရေးကပငင်းချမ်းရေးများဟာလည်းတနည်းတခြားတန်မာထွားကြိုင်းလာစေခြင်းနဲ့အကြောင်းလဲပါပါတယ်ဖဖေတို့ထောင်ကြီးထဲမှာမိန်ကြီးလို့ခေါ်တဲ့ဘ ഹു အလဲထောင်အဆောက်အဦစီကဘူးလို့ခေါ်တဲ့အဝင်ထွဲပေါကြီးစီကိုသွားတဲ့လမ်းပေါ်မှာအကျဉ်းသားကြီးတချို့ကလွန်ခဲ့တဲ့လီလာလောက်ကပန်းမင်ငယ်ကလေးမျိုးစုံကိုစိုက်ပျိုးနေကြတယ်ဒီလမ်းကတော့ထောင်ထဲမှာဆိုရင်ဒီလမ်းမကြီးသဘောမျိုးပေါ့ မန္တလေးမှာဆိုရင်တော့84လမ်းပေါ့ထောင်ပိုင်းကြီးကနေ့စဉ်အလုံယုံများပဲသွားကြည့်တဲ့အခါဒီလမ်းကပဲသွားလိရှိတယ်။စိုက်ခါစားပန်းပြိုးပင်ကလေးတွေကိုမြင်စဉ်ကဒီပင်ကလေးတွေဟာတေးလုံးငယ်လုံးလာတယ်။ဘယ်တော့ကြီးလို့ဘယ်တော့ပွင့်နိုင်လှနိုင်ပါမလဲလို့ဖေဖေထင်မိခဲ့တယ်။အကျဉ်းသားကြီးတွေကတော့ဖြင့်အကျိုးကိုတည်တည်ချာချာသဘောပေါက်ပြီးအလုံးလုံးနေတဲ့အခါအလုံးတမားများလိုပဲစိတ်ရှိရှိနဲ့ဒီပန်းမင်ပီစီမျက်စိကလေးတွေကိုပြူးစုပြိုးထောင်းနေကြတယ်။ ြေဩဇာတွေချပြီးအချိန်စမှန်မှန်သူနာရင်နဲ့သူတင်းတလောက်ရေလောင်းတယ်ဖေဖေလည်းယုံကိုအမှုဆိုင်ထွက်တဲ့အခါထောင်ဝင်စာလာတဲ့အခါဒီလမ်းဗတော်ကြီးကိုရှောက်ရှောက်သွားရင်ဒီပန်းမင်းကလေးတွေကိုဂယူးဆိုင်ကြည့်မိခဲ့တယ်နှစ်နာလောက်တတန်းရလာတော့ငနေလေးတွေကစိမ့်စိမ့်ဆူဆူပြူပြူရွရွနဲ့တော်တော်ကြည့်ကောင်းလာကြပြီ၃နာလောက်ဆိုတော့ပွင့်ကြလို့လှကြပြီပေါ့ ပြဝဲသားသားလောက်ရှိမဲ့ဒီလမ်းကလေးကိုရှောက်ရတာအလွန်ပဲသဘောကျစရာကောင်းလာပါတယ်။အခုပြင်အစွမ်းကုန်လှနေကြပြီ။ပန်းမင်းကလေးတွေဟာထောင်ပိုင်းကြီးနဲ့ထောင်ရာရှိတွေကိုသာပြုံပြုံရွှင်ရွှင်နှုတ်ဆဲကြတာမဟုတ်ဘူး။မျက်နှာငယ်လာတဲ့အကျဉ်းသားတွေပေါ်မှာလည်းအတူတူပဲမျက်နှာချိုးကြပါတယ်။ဒိတ်တဆိတ်သူတို့ကိုလာချိုးကြတဲ့ဝါဒာနဲ့အကျဉ်းသားများရဲ့အပြုအမူကိုတော့ကျေနပ်ပုံမပေါ်ဘူး။ ဒီတိပင်းကလေးတွေကိုကြည်ကြည်ပြီးအိမ်မှာကြံရေးကြတဲ့သားတွေသမီးတွေမင်းတို့တွေကိုဖေဖေလဲသတိရမိတယ်ဖေဖေမင်းတို့နဲ့ခွဲလာခဲ့ရတဲ့အချိန်တုန်းကမင်းတို့တွေအားလုံးပဲငယ်ကြသေးတယ်သားထွေးဆုံးခင်မောင်ညိုမောင်ငင်းချဲဟာဆိုရင်စကားမှစုံစုံမပြောတတ်သေးလို့ကျက်တူရွေးကလေးစကားတင်စားလိုပဲဖြစ်နေသေးတယ်အခုဆိုရင်ထောင်တွင်းလမ်းမတော်ဝဲရတလျှောက်မှာတမ်းစီပြီးစိုက်ထားတဲ့ပန်းမင်ကလေးတွေလိုပဲ သားတို့သမီးတို့ဖြင့်တော်တော်ကြီးနေလှတော်တော်ကြီးနေလှနေရောမယ်။သားကလေးမောင်ငင်းချမ်းလဲစကားတွေတက်ပြီးချစ်စရာကောင်းလှရောမယ်လို့ဖေဖေထင်တယ်။ဒါကြောင့်သားငယ်ဆုံးကလေးစီစားရဆောင်တည်တန်ရေးပြီးဖေဖေကမှွေမှွေတွေအများကြီးပေးလိုက်ပါတယ်။တသားစီကိုတည်တန်စားရဆောင်အပူရေးလိုက်လို့တခြားရွယ်ချက်တစ်ခုရှိသေးတယ်လို့ဖေဖေရိုးရိုးပဲဝန်ခံရလိုက်မယ်ထင်တယ်။ ။တနေ့ကစကားပြောရင်းကဖဖီတို့မိတ်ဆွေတန်အမတ်ဦးဇော်ဝင်းကသူ့အကြောင်းပြောပြတယ်။သူကလေးအငယ်ဆုံးဟာ1948ခုနှစ်ကနိုင်ငံသားကိုသူတိုင်းပြည်နဲ့တာဝန်တွေသွားရတော့သူ့အမေရဲ့ဘိုင်းထဲမှာပဲရှိသေးတယ်။ကလေးကတည်တတ်တဲ့အချိန်ကစပြီးအဖွားကိုအမေအမေကိုအန်ဒီလို့ခေါ်ပြီးဒီတိုင်းပဲသူနားလည်နေခဲ့တယ်။၃နှစ်လောက်ကြာလို့အိမ်ကိုဥဇော်ဝင်းပြန်ရောက်တော့ကလေးကသူ့အဖေကိုမသိဘူး။ ်ဒါနဲ့သူအဖွားကိုပြောတယ်တဲ့အမေအမေဖိုလူဖြူဖြူကြီးဟာအန်တီနာကိုတိတ်ကတ်တာပဲလို့မကြိုက်တဲ့အမူအရာနဲ့ပြောတဲ့ဖေဖေလဲမင်းနဲ့ခွဲလာခဲ့ရတာနှစ်နှစ်ကျော်လို့သုံးနှစ်ထဲရောက်လာပြီဒါကြောင့်ဥဇော်ဝင်းလိုဖြစ်မှာဆိုရင်တလုံးလိုရှိတာနဲ့ဖေဖေကိုသတိရနေရအောင်မမေ့အောင်မင်းစီကို စာကလေးတစ်စောင်းကောင်းကောင်းစပယ်ရှယ်ရေးလိုက်ပါတယ်မင်းအမေကလည်းခေပညာတတ်အမျိုးသမီးမှုတိတ်တော့အမယ်မဟုတ်ပါဘူး ဖေဖေတပ်ပုံတွေပြပြီးဒါလူလေးဖေဖေလူကလေးအဖေဖေဖေလို့ခေါ်လိုက်စမ်းဆိုပြီးဝါသားဖြန့်နေမှာပေါ့ဒါကတော့သူ့အကျိုးကိုကျိုးကိုလုံလဲလုံတင်ပါတယ်ဖေဖေအခုစားရင်နေတာဟာညာဦးအချိန်ဖြစ်တယ်ဒါကြောင့်သားကလေးကိုတချင်းဆိုပြီးတိမ်မယ်ပုံတော့နောက်မှပြောပြမယ်ကဲကဲအေးမျက်စိလေးမှိတ်ထားညီမတချင်းတွေကသာကြားဘူးလှပါပြီကိုယ်တိုင်လဲဆူလှရုံမယ် ဖဖေကရခိုင်ပြည်နယ်ကရောက်နေတဲ့အောင်ကျော်ထွန်းဆိုတဲ့လူငယ်ကလေးတယောက်ဆိုပြတဲ့ရခိုင်မာလေးကလေးချောတချင်းဆိုပြီးသားသားကိုတိတ်မယ်။ငါပြောသည်ကြာကြာမှဲ့လဲရာကြာစံလင်းချဆူလက်ပြာထင်းနဲ့ထန်းစဉ်စင်းယူခစံရဖွဲအိမ်နောက်ကအိမ်နောက်ကအိမ်ရှင်မကြီးပင်ပင်လီပင်တို့ကပိုင်ရွာမှလေတွတ်တော့လက်စို့တချေပြောက်လို့ရရှာလို့မရ အသားညိုလူပြိုလက်မှဘဲဘက်ကမရရအောင်တားရအောင် မထားလီနဲ့အချိန်ခံတကြံလာမှပို့ခဲ့ပါလေသူရဲ့အတိတ်ပဲကတော့တဲ့နှပြောသည်ပြပြကလေးတွေမှဲ့လာတော့ခါမောင်ကြာဆန်ကလေးသည်စာရေးတော်မီဟုအာရဝမ်းသာရှိသည်နှင့်သူဤတငယ်ချင်းမောင်ဆန်ရွှေအားနှပြောသည်များတည်ယူကြရန်ထီးနှင့်ထန်းစဉ်ကိုစည်းင်းနှင့်မှတ်ပြီးယူခဲ့ပါဟုမာလီသည် မောင်ဆန်ရွှေတို့အိမ်နောက်ဖေးတွင်အတီးကလေးများပင်လီပင်လီတို့တီးပင်များရှိလျက်မကြီးပင်တပင်လည်းရှိပါသည်ထိုမကြီးပင်ကြီးစီမှတိုက်ခတ်သောလေကြောင့်ကပိုင်ရွာကလေးသည်လေကလေးတသုံးသုံးနဲ့လွန်စွာပြောစရာကောင်းပါသည်မောင်ဆန်ရွှေဝှထားသောလက်စုပ်ကလေးပြောင်းသွားသည်လိုက်ရရှာသောအခါသူတငယ်ချင်းလူပြိုပေါင်းမောင်ကြဆန်ဤဘဲဘဲလက်တွင်ဝေထားသည်ကိုတွေ့ရသည် မောင်ဆန်ရွှေလက်စုပြောင်း၍မောင်ကြာဆန်ကကောက်ရပြီးတငယ်ချင်းလက်စုကို သူဝေးထားသည်ဆိုသည့်ကြောင်းကို မောင်ကြာဆန်၏မိခင်ကြားသိရသောအခါသူသားအတွက်စိတ်မချကပိုင်ရွာတွင်ကြာကြာနေလင်းလူလည်းဖြစ်ပြီးသားတွေမယားတွေရောက်ကုန်လိမ့်မည်ထို့ကြောင့်မယားရအောင်သားရအောင်မောင်ကြာဆန်ကိုမထားပါလိမ့်နှင့်တကြံလာမှပြန်ဖို့ပါဟုမောင်ကြာဆန်၏မိခင်ကမှားလေသည်ကဲကောင်းရဲ့လားကွဖီဖီကဒီကပဲဆိုပေးနိုင်မယ် မိမိကိုဖြစ်စေတော်တော်စင်ကိုဖြစ်စေဆိုခိုင်းပြီးအိတ်ပါ။ကဲနောက်တစ်ပုတ်ဆိုပြီးပါဦးမယ်လေ။ကွန်တီကိုခိုင်းငကားအိုင်းကွန်နိုင်သူမှပြစ်သေးယူ။မဘုံသမီးစရုံးကြီးဟင်းခတ်ပေါ့။ဒါပရိသာယောဂါချမိမြကြအောင်ကြာလီအောင်။စရုံးထုံးနဲ့ပန်းပန်းနဲ့လှေကလေးနှင်းလှော်လို့ပြီးရီးလေးရီးလေးရီးသူ့ရဲ့အတိတ်ပဲကတော့ငကားအိုင်းရော ပွင့်ရရောင်းစားသောမဘုံမတွင်စတုံးကြီးကြီးနှင့်သမီးတယောက်ရှိပါသည်မဘုံမ၏သမီးသည်အိမ်တွင်ဟင်းကြိုချဲ့ရန်ဟင်းကပ်မရှိသဖြင့်ပိုက်ကုံကူယူကာလှေကလေးနှင့်ပင်လေတဲ့သို့ထွက်သွားလေသည်ငားများရ၍ပင်လေမှပြန်လာသောအခါအချင်းကစောနေသည်သဖြင့်အိမ်သို့တိုက်ရိုက်မပြန်သေးပဲအိမ်နာနေခြင်းတငယ်ချင်းမတဦးနှင့်စတုံးထုံးနှံပန်းပန်းနှံကစားနေသည်မှာမြည်များကြာသွားသည်ကိုပင် သူမမသိပါတဲ့ အိုးအိုးအိုးကဲကဲသားလေးအိတ်တော်နော်ဖေဖေကျမ်းမာကြပါစေဟုတ်ကဲ့ပါရှင်အပိုင်းကိုကိုဒီမှာပဲရန်သားလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း30မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နောက်ဆက်ပြီးကဲ့သို့အားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်